ဒဝဲခရိုင်မှာပြည်သူ့အခြေပြုပညာရေးလုပ်ငန်းတွေဆောင်ရွက်နေတဲ့ဒဝဲပညာရေး SDG ထပ်ပွိုင်း Education SDG DI ကဒေသတွင်းပညာရေးလုပ်ငန်းတွေမှာကူညီဆောင်ရွက်နိုင်ဖို့ဆရာဆရာမနဲ့စီဒီနော့ဝါထန်တွေခေါ်ယူมาဖြစ်တယ်လို့သိရပါတယ်။ဆရာတတ်တင်ပညာတက်မြောက်ထားပြီးဖြစ်တဲ့ CRM ပညာရေးဝါထန်တွေနဲ့ပညာရေးကိုစိတ်ပါဝင်စားပြီးကူညီလိုသူတွေဘယ်သူမှမစိုးခေါ်ယူมาဖြစ်တယ်လို့ DI ရဲ့အဖွဲ့ဝင်ဆရာအကြောင်းကပြောပါတယ်။ စိတ်ပါဝင်စားလို့ဆက်သွယ်ခြင်းရင် TIE email လိပ်စာနဲ့လူမှုကော်ရဲ့အစာမျက်နှာတွေကနေတက်ဆက်ဓာတ်ရိုက်ဆက်သွယ်နိုင်တယ်လို့ဆိုပါရယ် DEI ဟာ2024ခုနှစ်ဇော်လမှာစတင်ဖွဲ့စည်းခဲ့ပြီးဒေတာတွင်ပြည်သူအခြေပြုပညာရေးလုပ်ငန်းတွေအနေနဲ့ဖွက်လက်ချိတ်ဆက်ထားတဲ့မြည်ပြင်းကြောင်းကားကြောင်းကိုလည်းတင်ကြားရေးကူညီတွေပတ်ပိုးနေတယ်လို့ DEI ကသိရပါဗျ။ DEI အနေနဲ့အခြေခံပညာရေးနဲ့အဆက်မြင့်ပညာရေးလုပ်ငန်းတွေကိုပြည်ပတက္ကသိုလ်တစ်ခုပြည်တွင်းပညာရေးအဖွဲ့အစည်း6ဖွဲ့လုံးနဲ့ချိတ်ဆက်ထားပြီးဒဝိုင်ခရိုင်တွင်းပေါ်ဆောင်နေတဲ့အပြင်အသက်မွေးဝမ်းကြောင်းပညာရေးနဲ့သုတေသနပညာရေးလုပ်ငန်းတွေတိုးချက်လက်ပတ်နိုင်ဖို့အတွက်လည်းစ조사နေတယ်လို့ဆရာကျောင်းကပြောပါတယ်။ဒဝိုင်ခရိုင်အတွင်း DEI ကကူညီဆောင်ရွက်တဲ့အကြောင်းအလုံးမှာအခမဲ့ပညာရေးပြည့်ပေါ်ဆောင်နေပြီးကျောင်းတွေကိုပြည်သူလူထုပတ်ပိုးကူညီမှုနဲ့လက်ပတ်နေတယ်လို့ဆိုပါတယ်။ အဲ့ဒီလိုမြေပြင်ပညာရေးဖော်ဆောင်ရာမှာ water in our ခက်ခဲအပြင်စစ်ကောက်စီရဲ့လေချောင်းအန္တရာယ်ကာကွယ်ရေးအင်တာနက်အခက်ခဲနဲ့ဗန္ဒာရေးလိုအပ်ချက်စတဲ့အခက်ခဲတွေလည်းကြုံတွေ့နေရတယ်လို့ DIC ကတရားပါတယ်။